တပီတော့အသက်ဆက်နှစ်နှစ်အောင်တပီအဲဖွားခုဖြောင်းလဲစေတဲ့တတင်းတပုတ်ကိုတပီတော့ဖိုင်ရအဲခက်တော့အင်တာနက်မရှိပါဘူးကီလိုဟန်ဖုန်းနဲ့မရှိအင်တာနက်ကမပေါ်သေးဘူးအဲ့တော့တပီတော့ကအဲ့တတင်းကိုပဲမှဖတ်ထုံးတတင်းစာထဲလဲဖတ်နိုင်ငယ်မဂ္ဂဇင်းထဲလဲဖတ်နိုင်တပီတော့ဖတ်တာတော့မဂ္ဂဇင်းထဲမှာဖတ်တာ တင်ဘောမက်ဂဇင်းဆိုတာဘာအကြောင်းအရတော့ဆိုတော့မာစီဆရာတော်ဖျားကြီးယူရိုပကိုဒါနာပြုချတာအီတလီနိုင်ငံဆွစ်ဇာလန်နိုင်ငံအင်္ဂလန်နိုင်ငံပြီးတော့အမေရိကန်နိုင်ငံအဲ့ထဲမှာပုံတဲ့တပည့်တော်ကတော့မြန်မာလိုအတင့်တင်ဖတ်တတ်ပါနဲ့ဒါပေမဲ့ဆောင်းပါဖတ်ပြီးတော့တပည့်တော်ဘာမှတိတ်နားမလဲပါဘူးလူကြီးတွေလိုရေးထားတာတပည့်တော်ဆက်နေနေ My မတီရိုတွေးတဲ့ပုံက it left a big impression on me i came to decide what i wanted to do what i wanted to pursue in my life မာစီဆရာဖျာကြီးလို့နိုင်ငံခြားဌာနပြုခြင်းတယ်အဲ့စိတ်ဖြစ်လာအဲ့စိတ်ဖြစ်လာရင်ခါကျတော့အိုက်စာကျူးစားပြီးတော့အခုနိုင်ငံခြားဌာနပြုလာတာ38နှစ်ရှိမှာ38နှစ်ဆိုတော့ ကိုရင်လေးတို့မပြောနဲ့ကိုရင်လေးတို့ရဲ့တချို့စာချဖိုးနေတော့မမွေးသေးဘူးအဲ့တော့နိုင်ငံသားမှအခုချောင်းရှစ်ချောင်းတည်ထောင်ထားတယ်ချောင်းရှစ်ချောင်းတည်ထားတယ်နော်ကိုရီးယားနိုင်ငံဂျပန်နိုင်ငံစင်ကာပူနိုင်ငံမလေးရှားနိုင်ငံအင်္ဂလန်နိုင်ငံဆော်ဗီယက်နိုင်ငံဟန်ဂေရီနိုင်ငံအဲ့မှာတည်ထောင်ထားတယ်အခုနောက်ထပ်ချောင်းအစ်စ်တစ်ခု အာမှတ်ပုံတင်တော့ကြပြီအခွန်အခွန်လွတ်အမိတ်လည်းရပြီကျောင်းကတော့အမ်မလောက်ရသေးဘူးအဲ့ဒါတော့နယူးယောက်အမေရိကန်နိုင်ငံတပီတော့အသက်၁၂နှစ်လောက်ကတပီအဖွားကိုပြောင်းလဲစေတဲ့တတင်းတပုတ်ကိုတပီတော့ဖိုက်ရတယ်အဲ့ခက်တော့အင်တာနက်မရှိပါဘူးကီလိုဟန်ဖုန်းနဲ့မရှိဘူး အင်တာနက်ကမပေါ်သေးဘူးအဲ့တော့ဒေဗီရိုတို့ကအဲ့တဲ့တင်းကိုပဲမှဖတ်တော့သတင်းစာထဲလည်းဖတ်နိုင်တယ်မဂ္ဂဇင်းထဲလည်းဖတ်နိုင်တယ်ဒေဗီရိုဖတ်တာတော့မဂ္ဂဇင်းထဲမှာဖတ်တာတင်ဘောကမဂ္ဂဇင်းစရာပါအကြောင်းအရာတော့ဆိုတော့မာစီဆရာတော်ဖျားကြီးယူရိုပကိုဒါနာပြုကြွတာအီတလီနိုင်ငံဆွစ်ဇလန်နိုင်ငံအင်္ဂလန်နိုင်ငံပြီးတော့အမေရိကန်နိုင်ငံ အဲ့ထဲမှာပုံတဲ့တပည့်တော်ကတော့မြန်မာလို